တာလီဆိုပါဒီကနေ့ဇွန်လ17ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်အရေးအေးအေးနဲ့ဆွေးနွေးဖို့လိုတယ်လို့အမေရိကန်ပြောဆိုမှုကိုအံပွဲတစ်ခုအဖြစ်ရှစ်နေကြီးဦးကြီးမြင့်ကရှုမြင်နေဆိုတဲ့သတင်းကြောက်ဖြူတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတည်ဆုံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေပြန့်ကျင်းနေတဲ့ဆိုတဲ့သတင်းနဲ့ ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်ပင်လယ်ပြင်ကိုစစ်ကောင်စီလေရင်နဲ့ကင်းထောင်မှုတွေခက်ဆိုက်ဆိုက်ပြုလုပ်လာနေတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ဘင်္ဂလားဒေ့ရှ်ရမွတ်စလင်ဒုက္ခသည်အရေး AA နဲ့ဆွေးနွေးဖို့လိုအပ်တယ်လို့အမေရိကန်ပြောဆိုမှုအပေါ်ရခိုင်လူမျိုးရေးအတွက်အောင်ပွဲတစ်ခုအဖြစ်ရှုမြင်တယ်လို့ရှင်းနေကြီးဦးကြီးမြင့်ကနရင်စရာကိုတုံ့ပြန်ပြောဆိုပါရယ်။အမေရိကန်ကဒီလိုရိုဟင်ဂျာတွေကိစ္စနဲ့ပတ်သက်လို့ ။ဒါအိမ်နဲ့ဆက်ဆံမှာကျွန်တော်ပြောရလိမ့်မယ်လို့ပြောလာတဲ့အစားအလွန်သဘာဝနဲ့ကျင်ကြတဲ့အပြင်ဒါအမေရိကန်ကလည်းစစ်ဘေးကြီးရတယ်။ပင်လာလေးဆိုတော့ပြောဆုံးကန်းလီလာလာပြီးလှုပ်တာတွေ့ရတယ်လေ။ဒီအမေရိကန်ရဲ့ဒီလိုစကားတွေကြားတာနဲ့ဒီခိုင်းလွန်ပြောင်းကြီးနဲ့ဒီခိုင်းတော်လာကြီးတွေအောင်ပွဲကြီးပဲလို့ဒီလိုဆရာတော့မှတ်ယူပါတယ်။မှတ်ချက်လည်းပေးပါလား။ အရခတက်တော်ကနေမြေတွေကိုအများစုသိမ့်ပိုက်ထားတာကြောင့်သူတို့နဲ့လည်းဆက်ဆံရမယ်စကားပြောရမယ်ဆိုပြီးညှို့ဆိုလာရာတွေအမေရိကန်ကအားပေးတယ်ဆိုတဲ့အတန်တွေဟာတော်တော်ကောင်းတယ်လို့ရှင်းနေကြည်ဦးကြီးမြင့်ကပြောပါရယ်မွ슬လင်ဒုက္ခသည်ကိစ္စနဲ့ပတ်သက်လို့အေအေနဲ့ဆက်ဆံဖို့အမေရိကန်ရဲ့ပြောဆိုချက်တွေဟာတဘဝကြတဲ့အပြင်အမေရိကန်ဟာဘင်္ဂလားဒေ့ရှ်ရဲ့စစ်ဖက်ရေးရာကိုတုံ့သက်နေပုံရတယ်လို့လည်းသူကပြောကြားခဲ့တာဖြစ်ပါရယ် ရခိုင်ပြည်မြောက်ပိုင်းကထွက်ပြေးသွားခဲ့ကြတဲ့မွတ်စလင်ဒုက္ခသည်တွေနေရက်ပြန်နိုင်ရေးအတွက်ဇွန်လ10ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလို့သဘောဆွေးနွေးပွဲမှာဆွေးနွေးခဲ့ကြတာပါ။အဲဒီလိုဆွေးနွေးတဲ့အခါဒုက္ခသည်တွေကိုပြန်ပို့ရေးမှာအေအေနဲ့ထိတွေ့ဆက်ဆံဖို့လိုတယ်လို့ကုလသမဂ္ဂလူမှုစီးပွားရေးကောင်စီဆိုင်ရာအမေရိကန်ကိုယ်စားလှယ်ဂျိုနသန်ရှရီယာကပြောကြားခဲ့တာဖြစ်ပါရဲ့ရှင်။ ကျောက်ဖြူမျိုးနဲ့အမှတ်32ရဲတက်ရင်ရဲ့အနီးဆုံးခံစစ်ဖြစ်တဲ့ပြိုင်းစစ်ကေရွာအနီးမှာအာရခတက်တော် AA နဲ့စစ်ကောင်စီတို့အကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာပြင်းထန်နေပြီးတင်ဆုံနေတဲ့စစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းတွေဟာရာနဲ့ရှိကနေရအနှံ့အပြားမှာပြန့်ကျင်းနေတယ်လို့လည်းမျက်မြင်ဒေသခံတွေကပြောဆိုကြပါတယ်။အများစုရုပ်အလောင်းတွေဟာကျောက်ဖြူမအီကတရလမ်းတလျှောက်မှာပြန့်ကျင်းနေတာဖြစ်တယ်လို့မျက်မြင်ဒေသခံအမျိုးသားတယောက်ကပြောပါတယ်။ ပြိုင်စစ်ကေရွာပန်ဝင်းကျင်းကလေကွင်းတွေတောင်နာတွေမှာအလောင်းတွေအများအပြားတွေ့ရတာဖြစ်ပြီးကတ္တရာကာလန်ဘေးတွေမှာလည်းစစ်ကောင်စီတပ်သားယူအလောင်းတွေအများအပြားတွေ့ရတယ်လို့ဒေသခံတချို့ကပြောပါရယ်စစ်ကောင်စီတပ်သားအရှင်ရှင်သူ့လူကိုသူပြန်မကေနိုင်တယ်လို့ဒဏ်ရာရထားတဲ့လူတွေကိုလည်းပြန်မတင်နိုင်ကြဘူးလို့ဒေသခံတယောက်ကပြောပါရယ် မနေ့ကတနေ့လုံးကြောက်ဖြူမျိုးနဲ့ဂုံးချိန်တိုက်နယ်အမှတ်32ရေးတက်ရင်အနီးအ धिक ခံစစ်ဖြစ်တဲ့ပြိုင်စစ်ကေတောင်ကျော်တလျှောက်မှာတိုက်ပွဲတွေပြင်းထန်နေကြတယ်လို့လည်းသိရပါတယ်ရှင်။ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်ပင်လေပြင်ရေပြင်ပိုင်းနဲ့မောင်တော်မျိုးနဲ့တလျှောက်ကိုစစ်ကောင်စီကလေရင်နဲ့ကင်းထောက်မှုတွေကိုတနေ့၄ချိန်အထိခက်စိတ်စိတ်ပြုလုပ်လာနေတယ်လို့ဒေသခံတွေကပြောကြားပါတယ်။ အခုလိုကင်းထောက်မှုတွေပြုလုပ်နေတာဟာရခိုင်ပင်္ဂလားဒေ့ရှ်နေဆက်မှာအေးအေးလှုပ်ရှားမှုနဲ့ပင်လယ်ပြင်မှာအမေရိကန်ရေတပ်လှုပ်ရှားမှုရှိမရှိကင်းထောက်ပုံရတယ်လို့နေဆက်ဒေတာခန်စီရေးလေးလာသူတယောက်ကသုံးသပ်ပြောဆိုပါရယ်။လေကြောင်းကနေလေရင်နဲ့ကင်းထောက်တာကပင်္ဂလားနဲ့ကပ်နေတဲ့ရခိုင်ပင်လယ်ပြင် ရေပိုင်နက်ကိုအဓိကချပြန်တန်းကင်းထောက်နေတာကိုတွေ့ရတယ်လို့လည်းသူကဆက်ပြောပါရယ်။ ရခိုင်ပင်လယ်ပြင်ရေပိုင်နက်နဲ့နက်မြစ်အတွင်းမှာအမေရိကန်ရေတပ်စစ်သင်္ဘောတွေလှုပ်ရှားမှုရှိနေသလားဆိုတဲ့သံသယနဲ့အခုလိုနေစဉ်ကင်းထောက်တာတွေကိုပြုလုပ်နေတာဖြစ်နိုင်တယ်လို့လေဒေတာခန်တချို့ကသုံးသပ်ကြပါရယ်။အမေရိကန်ကြီးတက်တဲ့လေတပ်ကတပ်ဖွဲ့ဝင်တွေဟာ2025ခုနှစ်မေလတတိယဘက်ကမြန်မာနေဆက်အနီးကဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘ်ဇာမြို့ကို ရောက်ရှိလာပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့မိသက်တပ်ဖွဲ့ဝင်တွေကိုတိရှားစီတင်းတန်းတွေပေးခဲ့ပါရယ်။ တချို့သတင်းတွေမှာတော့နမ်မြေဝါကစိတ်မတင်ကျွန်းအထိအမေရိကန်တပ်ဖွဲ့တွေရောက်ရှိနေတယ်လို့ဖော်ပြကြပေမဲ့လည်းနရီစီယာသတင်းဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကို တင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့အေယာဝတီတိုင်းနဲ့ရခိုင်ပြည်ဆက်သွေထားတဲ့ ငတိုင်းရှောင်းဂွာလန်ဘော်ကအမြောက်တပ်အမတ်တ344ကိုအရခတ်တော်အေအေဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကတရင်ထဲအကြီးကိုဝင်ရောက်တိုက်ခိုက်နေပြီလို့သတင်းရရှိပါရယ်။ဇွန်လ17ရက်နေ့ညကနေစတိုက်နေတာဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေဟာဇွန်လ12ရက်နေ့မှာတက်အထဲအထိရောက်ရှိနေပြီလို့ဂွာစစ်ရှောင်းအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်။ငတိုင်းရှောင်းမြို့အနီးအထိလက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်တံတွေကြောင့်မြို့ခံတွေနဲ့ရခိုင်စစ်ပေးရှောင်းအများစုဟာ မင်းလွတ်မဲ့နေရာတွေကိုတင်းရှောင်နေကြရပြီလို့လဲဆိုပါတယ်။အဲဒီအမှတ်3လေးလေးတက်ရင်အနည်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာတပတ်လောက်အထိကြာမြင့်နေပြီဖြစ်ကာလက်ရှိမှာကြားကတ်ရွာကိုအေအေကသိမ်းပိုက်ထားပြီးတဲ့နောက်တက်ရင်ကို ဝင်ရောက်တိုက်ခိုက်နေတယ်လို့လဲဒေသခံတွေကဆိုပါတယ်။လက်ရှိငတိုင်းရှောင်းအမြောက်တက်3လေးလေးနဲ့ဆက်သွေးရေးပြတ်တောက်နေပြီးတောလာသူမရှိတော့တာကြောင့်အခြေအနေမှန်ကိုသိရှိရဖို့ခက်ခဲနေတယ်လို့လဲစီရေးတရင်ရင့်မြစ်တွေကပြောကြပါရရှင်။ နိုင်ငံတကာသတင်းတဖော့အနေနဲ့ကတော့အစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့တာဝေပြစ်တုံစီမံကိန်းတွေရှိတဲ့မြို့တော်တီဟီရန်ကနေရာတွေကိုဒီကနေ့မနက်ပိုင်းမှာတိုက်ခိုက်ခဲ့လို့အီရန်တော်လှန်ရေးအစောင့်တပ်အကြီးအကဲဟိုစိန်ဆာလာမီတည်ဆောင်သွားခဲ့ပါတယ်။အစ္စရေးတိုက်ခိုက်မှုအတွင်းအီရန်တော်လှန်ရေးအစောင့်တပ်အကြီးအကဲဟိုစိန်ဆာလာမီတည်ဆောင်သွားခဲ့တယ်လို့အီရန်မီဒီယာတွေကိုကိုကာဘီသတင်းဌာနတွေကဖော်ပြကြပါတယ်။ အီရန်ကထုတ်လွှင့်တဲ့သတင်းတွေအထဲမှာတော့ဟိုစိန်ဆာလာမင်အပါအဝင်ကလင်းငယ်တွေလည်းတည်ဆုံရမှာပါဝင်နေလို့ဖော်ပြကြပါတယ်။အစ္စရေးကတော့အီရန်နိုင်ငံကိုလက်တော့ပြန်တိုက်ခိုက်လာနိုင်တဲ့အတွက်ကြောင့်သူ့နိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာထားပါတယ်။အီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်ကိုပြက်ပြားစေဖို့ရည်ရွယ်တဲ့အစ္စရေးကအီရန်ကိုကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကိုလုပ်ခဲ့တာလို့အစ္စရေးတာဝန်ရှိသူတွေကပြောကြားခဲ့ကြပါတယ်။ အခုတိုက်ခိုက်မှုဟာနှစ်နိုင်ငံကြားကာလရှည်ကြာတည်ရှိနေတဲ့ပဋိပက္ခတွေကိုပုံမကြီးထွားစေပြီးအရှိအလေပိုင်းကအင်အားအရှိဆုံးစစ်တပ်တွေပါဝင်တဲ့စစ်ပွဲတစ်ခုဖြစ်လာမှာကိုစိုးရိမ်မှုတွေရှိနေကြပါရဲ့ရှင်။နော်ရီဇီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေတွင်မှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ကျမတို့နော်ရီဇီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narinsia ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။